အသက်ရွယ်နဲ့မလိုက်အောင်ကိုလှပလုံးနဲ့တွင်ကိုတွင်းပြခဲ့တဲ့ရော်နယ်ဒို ကမ္ဘာဘောလုံးကြောင့်မခရစ်ဂျန်နိုတို့ကသူ့ရဲ့ပရိသတ်တွေနဲ့ဒီကမ္ဘာလုံးကဘောလုံးကြီးပရိသတ်တွေကိုမနေ့ကဘွဲစင်မှာဟာကနေဟင်ကနေဖြစ်အောင်လှုပ်လိုက်ပြန်ပါပြီ။မနေ့ကဆော်ရီဘလီဘွဲစင်တွေမှာဒေါ်တော်တို့ကသူ့ရဲ့အားအသင်းပွဲလှပတဲ့ဘိုင်းစကက်ကတင်းကိုတို့ကို NSA အသင်းအတွက်တွင်းယူပေးသွားခဲ့ပါတယ်။ဒီတင်းကိုကသူ့ရဲ့စွန့်ရင်နဲ့ကြက်ခိုင်မှုကိုဘယ်တက်ရွမှာမဆိုထိမ့်ထိမ့်ထနဲ့ကြောင်းကိုထပ်မံတက်တင်ပြလိုက်တာလည်းဖြစ်ပါတယ်။မနေ့ကကစားကြတဲ့အခါလီရဲ့ဒင်းနဲ့ဆော်ရီဘလီဘွဲစင်မှာ NSA အသင်းတို့ကအင်ကွဲမှာပြိုင်မဲ့အသင်းကိုလေးကိုတို့ကိုနဲ့ဂိုးပြရန်နိုင်ရရှိခဲ့ပြီးဆော်ရီဘလီကိုပွဲတိုင်းနိုင်ကစားကအဆင့်တနေရာကနေဆက်လက်ဦးဆောင်နေစေဖြစ်ပါတယ်။ဒီဘက်မှာဒေါ်တော်တို့ကလည်းအသင်းအတွက်ပွဲသိမ်းနိုင်ကိုကိုနောက်ဆုံးမိနစ်ရဲ့နာကျင်ချိန်ပေါ်မှာလှပတဲ့နောက်ပြန်ကန် ချမ်းနဲ့တွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဲဒီမှာဘူရှေညာတော်မကနေကန်တင်ပေးလိုက်တဲ့ဘောလုံးကိုရော်နာဒိုကပီနတီအေရီယာပြင်မှာအချိန်ရိုက်တက်ခုံပြီးခန္ဓာကိုယ်နောက်ပြလန်ကဘိုင်းစကဲကန်ချမ်းနဲ့ကန်ပြခဲ့တာဖြစ်ပြီးသူ့ရဲ့ကန်ချက်ကတကယ်ကိုတက်ရက်လုံးနာကြောင်ပြိုင်မဲ့ကိုသမဘလူးမကာကွယ်နိုင်ခဲ့ခြင်းမရှိပါဘူး။ဒီတွင်းကရော်နာဒိုရဲ့နုပညာမျိုးတင်းကိုတို့ကိုဖြစ်ခဲ့တယ်လို့အခုချိန်ထိဒီလိုမျိုးအားအသင့်ကိုရဆွမ်းဆောင်ပြနိုင်သေးတယ်ရော်နာဒိုရဲ့ချန်ခိုင်မှုနဲ့တိုက်စစ်ပိုင်းထမ်းမြတ်မှုကလည်းအားအသင့်လေးစားစရာကောင်းစေခဲ့ပါတယ်။ရနဒိုဟာသူ့ရဲ့ပိုင်းဆိုင်ရာကိုအမြဲတမ်းစစ်မှန်တဲ့ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်ဒိန်းဒိန်းထိုင်နိုင်တဲ့ခြောက်ပါတဲ့ကစားသမားကြီးတစ်ကားတူလည်းဖြစ်ပါတယ်။ ရနော်ဒီနောက်ပြန်ကန်ချက်ကတချင်းကရီယမ်ဒရစ်ဇာမာဘွားနဲ့ဂျူပီတာအသင်းဘက်ကိုသွင်းယူပေးခဲ့တဲ့ UEFA Champions League တွင်းကိုကိုပြန်လည်အမှတ်ရရှိခဲ့ပါတယ်။အဲဒီကောကယင်းကချန်ပီယံလီဂ်တမိုင်းဆောင်မှာလှပဆုံးသွင်းကိုတွေကတကူဖြစ်တက်မှတ်ချင်ခံရဘူးတို့။အခုဆော်ဒီလီဂ်ကသွင်းကိုကလည်းသူ့ရဲ့တူညီတဲ့ဆွေးညီနဲ့အတမွေးဝဲကြောင်းဆိုင်ရာဆန်လုံးမြေမောင်းမှုကိုပြသနေတာဖြစ်ပါတယ်။အတလီဇက်ကျော်ယွန်နီဘာရှိလာခဲ့ပြီဆိုပေမဲ့အားသင်းမွေရီလုံးပြနေစေဖြစ်တဲ့ရနော်ဒိုတယောက်အခုလည်းတက်လက်မလိုက်တဲ့သွင်းကိုတကူကိုသွင်းယူပေးခဲ့ပြန်တာဖြစ်ပါတယ်။ဒါကရနော်ဒိုအတွက်ခဏလေးကိုကြံ့ခိုင်မှုကိုဘလောက်ကြီးလေးထားတဲ့စီတော်ကိုပြသနေပြီးဘယ်တော့မှမဆိုထိတ်တန့်စစ်ဆွမ်းဆောင်ရည်ကိုထိန်းသိမ်းထားနိုင်ကြောင်းကိုတက်တည်ပြသနေတာဖြစ်ပါတယ်။ အန်ဆာတင်ကတော့ဒီနိုင်ပွဲကြောင့်ပဲဆော်ရီပလိုလီကိုပွဲတိုင်းနိုင်ငံသားကအဆင့်တနေရာကနေဆက်လက်ဦးဆောင်နေခဲ့ပါတယ်။လက်ရှိမှာဒုတိယနေရာကိုရောက်ရှိလာခဲ့တဲ့အဟီလေတင်ကလေးမှတ်ကွာနဲ့ပြင်းထန်စွာလိုက်လိုက်ရှင်ပြန်နေတာဖြစ်ပြီးရိုနယ်ဒိုရဲ့တင်ကိုဆွေးရင်းနဲ့ပွဲတိုင်းနိုင်စွမ်းတွေကအန်ဆာတင်တို့မှရှိမဖြစ်လိုအပ်နေသေးပဲဖြစ်ပါတယ်။သူ့ဒီတင်ကိုကဒီမော်နီတိုက်စစ်တပ်ခွန်အားကိုဒူလီတာမြင့်နေပေးခဲ့ပြီးလီပလာစင်ကောင်မှုတဲ့သူ့ရဲ့ခေါင်းဆောင်မှုခန်းကဏ္ဍကပိုပြီးအားကောင်းစီခဲ့ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချစ်ပြတ်တယ်